အကောင်မှားလွယ်မီလို့ပြန်တောင်းတာပိုက်ဆံပြန်မရပဲတရားစွဲခံရခြင်းကျုံနေပရာဟိတမင်းသမီးကြီးခိုင်နှင်းဝေရဲ့ဘဏ်အကောင့်နဲ့ငွေမှားလွယ်မီတဲ့ရှားထက်နယ်ဆိုသောမိန်းလေးဟာသူမှားလွယ်မီတဲ့မခိုင်နှင်းဝေစီရပိုက်ဆံပြန်မရပဲမခိုင်နှင်းဝေတို့ဘက်မှအသေးဖြတ်မှုနဲ့တရားပြန်စွဲခံရခြင်းကျုံနေပါလေရှားထက်နယ်ဆိုတဲ့အွန်လိုင်းရှော့ရောင်းတဲ့မိန်းလေးဟာငွေလွှဲတစ်ခုကိုမခိုင်နှင်းဝေရဲ့ဘဏ်အကောင့်ကိုမှားလွယ်မိပါတယ် ငွေမှလွှဲမိလို့လွှဲမိကြောင်းနဲ့မှလွှဲရငွေပြန်ရဖို့တနာရီတွင်းအများဆုံးစူးစမ်းခဲ့ပေမဲ့မရခဲ့ပါဘူးတရားစွဲဆိုပြီးမခိုင်နှင်းငွေရဲ့ပန်ကောင်းပိတ်ခိုင်းမှုလည်းမလုပ်ရတာကြောင့်ရှားထက်နယ်ဆိုတဲ့ကောင်းမလေးကဖေဖုတ်မှာပို့တင်ပြီးပြန်ပေးဖို့တောင်းဆိုခဲ့ပါတယ်ဒါပေမဲ့မခိုင်နှင်းငွေရဲ့ဖေဖုတ်ပိတ်မှာတော့ပြန်ပေးမယ်လို့မပြောဘဲဒီလိုမျိုးတုံ့ပြန်ခဲ့ပါတယ် ထိုင်နှင်းဝေရင်သွေးလေးများခေဟာသည်တီထောင်ခွင့်ပြုမိတ်တရားဝင်ကြပြီးသောအသင်းဖွဲ့ဖြစ်ပါသည်စင်းများအားလုံးကိုလည်းတေချာမှန်ကန်စွာဖြင့်ရက်တည်နေသောအဖွဲ့စည်းလဲဖြစ်ပါသည်တို့ဖြစ်ပါ၍အသင်းအတွက်ဂုံတိတ်ခါကြဆင်းအောင်မိမျိုးစုံဖြင့်လှုပ်ဆောင်နေသူများ ပိတ်အတုများ မဟုတ်မှန်သတင်းများဖြန့်ဝေသူများကိုတရားဥပဒေရဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ပါလေရှင်ခိုင်နှင်းဝေရင်သွေးလေးများခေဟာဒါပေမဲ့ ီ post ကိုစိတ်ကြကြမထားပဲပြန်ဖြတ်လိုက်ပြီး အခုလို post တစ်ခုထပ်တင်မြန်ပါတယ်။ငလင်းအလူငွေအတွက်အမှန်တကယ်မှားလွဲသူများလိန်လေသူများအနှက်မှ304လ2025ရက်နှစ်တွင် အလူငွေပိုလွဲမိသော အလူရှင်အတွက်ပုံငွေ30ကျပ်ကို အထောက်ထားများပြည်စုံသည့်ရက်20အတွင်းပြန်လည်လွှဲပေးမှုမှတ်တမ်းလေးပါရှင်။အလူငွေလွှဲမှားမှုများအတွက် မှားလွက်မိသောဘဏ်ကောက်မှရှင် ကိုယ်တိုင်ဖြစ်စေ ခိုင်မာသောကိုယ်စားလှယ်လွဲစာဖြစ်ဖြစ်စေရုံးတို့လာရောက်ပြောဆိုနိုင်ပါလေဘဏ်ကောက်ပိုင်ရှင်သို့မဟုတ်ခိုင်မာသောကိုယ်စားလှယ်လွဲစာများပါရှိမှသာဆက်လက်ကူညီပေးလို့ရမှာဖြစ်ပါတယ်မှားလွဲသူများအပြင်ရင်းလဲသူများလည်းရှိတာမို့တေချာစီစစ်ဆောင်ရွက်ခြင်းဖြစ်တာဆက်လက်လှုပ်ဆောင်ပေးသွားပါမယ်ရှင်အစိုးရမတ်ခန့်နေွေဖေဖော်ပေးရဲ့တုံ့ပြန်မှုများကြောင့်ရှားထက်မယ်ဆိုတဲ့မိန်ကလေးက ငွေလွှဲပန်စင်းစာရွက်နဲ့အတူအခုလို post တင်ခဲ့ပြန်ပါတယ်။ကျွန်မဘက်ကထပ်မံအသိပေးပြောကြားချင်တာကကျွန်မတင်သော post မှာမခိုင်နှင်းဝေရဲ့ဂုံတိုက်ခါကြာစင်းလိုစိတ်နဲ့ပြဿနာတက်လိုစိတ်လုံးဝမရှိပဲကျွန်မပိုက်ဆံကိုသာပြန်လိုချင်စိတ်နဲ့ဒီဖြစ်စဉ်ကိုအမမသိဘူးထင်လို့အသိပေးခြင်းတသက်သာဖြစ်ပါတယ်။အမမန်နေဂျာဆိုသူနဲ့ညီမတို့စကားပြောစဉ်ဘယ်ချိန်လောက်ဆောင်ရမလဲလို့ညှိုးငယ်စွာနဲ့မေးခဲ့ပေမဲ့ အမားတို့ဘက်ကလှူလိုက်ပြီလို့ပြောတဲ့ပြင်ဒီပိုက်ဆံလိုချင်ရင်အမားတို့ကနေပြည်တော်ကိုအစစ်စစ်တင်ပေးရအောင်မယ်လဲပြောပါသေးတယ်လူအရင်ကျမဘက်ကတင်ထားတဲ့တက်တဲ့ record တွေရှိပါတယ်ညီမတို့မိကလေးကသာစောင်းရမယ့်ရက်ကိုအမပို့တင်ထားသလိုတည်တည်ချာချာလေးရှင်းပြပြောဆိုခဲ့ရင်ခုလိုညီမဘက်ကမတုံ့ပြန်ပါဘူးရှင်ညီမကိုဘသူတူတူယောက်ကမှတေချာမရှင်းပြခဲ့ပါဘူးရှင် နောက်တစ်ချက်ကညီမတို့ဘက်ကငွေလွှဲအမတို့စီဝင်ချောင်းကို အမဝန်နှန်းတွေဘက်ကအတီးပြုတ်ပေးပြီးသားပါရှင်ညီမတို့ဘက်တေချာလို့ရစကန်ကပါဗန်ပိတ်ဖို့ထောက်ခံစားအထိပါထုတ်ပေးပြီးသားပါအမတို့ဘက်ကဥရတိုင်းလှုပ်လို့လော်လော်ပြောခဲ့ပေမဲ့ညီမဘက်ကအမဗန်ထဲမှာရှိတဲ့ခုနှစ်သားသမီးအလူငွေစောင်းရှောင်းရမှာဆိုလို့အမတို့ကိုအရင်အတီးပေးရခြင်းဖြစ်ပါလေရှင် အမအနေနဲ့မင်းညာကကျမတို့ဟာအမတို့အသင်ဂုံတိုက်ခါကြဆင်းအောင် မဟုတ်မှန်ဖြန့်ဝေခဲ့ရင်တရားဥပဒေအရအရေးယူမယ်လို့တင်ခဲ့တာလည်းတွေ့ရပါတယ်ကျမတို့ဟာဘသူတူတယောက်ကိုမှဂုံတိုက်ခါကြဆင်းအောင်တမင်ဖြန့်ဝေခြင်းလုံးဝမရှိပါဘူးရှင်ကျမရားပိုင်ခွင့်ကိုပဲကျမပြောခဲ့တာပါရှင်ဒီဖြစ်စဉ်အစလည်ဆုံးအလုံးစုံမှာညမဘက်ညမငွေကိုပြန်ရဖို့ အမားတို့ဘက်ကိုမေတ္တာရက်ခံတာပဲဖြစ်ပါတယ်။ဆိုပါရှားထက်နယ်ဆိုတဲ့မင်းလေးရဲ့ပိုးအော့ဖ်မှာတော့မင်းကြီးဆိုတဲ့ဖိဖိုကောင်းကဒီလိုရေးထားပါတယ်။မက္ခိုင်နင်းဝေဘက်ကတရားစွဲလာရင်ညမဘက်ကတရားစရိတ်တသိန်းချက်ကူညီပေးပါမယ်။အများကြီးမတက်နိုင်ပေမဲ့ညမဘက်ကရက်တီကြောင်တစ်ဖက်တစ်လမ်းကပြသချင်တာပါ။ဆိုပါကမန့်အောက်မှာတော့ကိုတက်နိုင်သလောက်တသိန်းနှစ်သိန်း ဝိုင်းကူချင်ကြောင်ပြောကြတဲ့ comment တွေအများကြီးတွေ့ရပါတယ်။ဘာပဲပြောပြောငွေမှားလွဲမိတဲ့ရှားထက်နယ်ဆိုတဲ့မိန်းကလေးသူ့ငွေတွေပြန်ရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။နားစင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံးပဲဘေးပရာတွေဝေးကွာကြပါစေဗျာ။